ကဲတောက်မြူရီလုပ်ငန်းလေးကိုဒီချက်တူစပ်ပြီးတော့လေ့လာကြည့်မယ်နော်လုပ်ငန်းလေးမှာကြောက်ခဲတွေကိုဘယ်နေရာမှာတွေ့နိုင်လဲတဲ့ဘလို့အသုံးဝင်လဲတဲ့ကဲတောက်မြူရီတကယ်ရှိမှလဲပြောပြပါရနော်ညီကြီးတွေကြောက်ခဲတွေကဘယ်မှာတွေ့ရလဲ ဟုတ်တယ်။အင်းသားတို့ရဲ့ပတ်ဝန်းကျင်မှာပဲတွေ့ရရင်နော်။ကဲပုံလေးကိုကြည့်လိုက်ပါဦး။ဘာကြီးလုံနေရ။ဘာပုံလေးကြီးတွေ့။ဟုတ်တယ်။ကြောက်ခဲကြီး။အင်းကြောက်ခဲကြီးတဲနေရနော်။အင်းဟုတ်တယ်။ကြောက်ခဲတို့ဘယ်မှာတွေ့ရလဲ။အင်းသားတို့ရဲ့ပတ်ဝန်းကျင်မှာတွေ့ရတယ်။ကြောက်ခဲကြီးကိုဘယ်လိုအသုံးပြုလဲ။ဟုတ်တယ်။လမ်းခင်းတဲ့နေရာကြီးမှာအသုံးပြုတယ်။နောက်ထပ်ယထာတန်လမ်းကြီးမှာလည်းအသုံးပြုတယ်။ ဲ့ကြောက်စစ်လက်ခဲရင်ဆိုရင်ကြချေတို့အိမ်ဆောက်တဲ့နေရာမှာအသုံးပြုတယ်။ဘာကြောင့်အဲ့နေရာမှာအသုံးပြုရဲလို့ထင်လဲတောက်လို့။အဲ့ဒီချေပြောပြမယ်နော်။ကြောက်ခဲလေးကအယံကိုမာကြောတယ်နော်။အယံကိုမာကြောတဲ့အတွက်သူကနော်မာကြောလို့နဲ့အတွက်သူကဒဏ်ခံနိုင်တယ်။အကျန်းခံနိုင်တယ်ပေါ့။အဲ့ကြောင့်မို့ဒီချေတို့ကဘယ်နေရာမှာ သုံးလဲ။လန်းခင်းတဲ့နေရာမှာတုံးတယ်။ဟောလန်းခင်းနေဆိုတော့တချို့နော်ကားကြီးဖြတ်မောင်းသွားမယ်၊ကားအကြီးတွေဖြတ်မောင်းသွားမယ် အဲအဲ့ဒီဒဏ်တွေကိုခံနိုင်တယ်ကြောက်ခဲရေနော်ဟုတ်ပြီနောက်တစ်ခုကြောက်စရခဲဆိုလေဘယ်ညာရီမှာ သုံးလဲဆိုရင်အိမ်ဆောက်တဲ့နေရာမှာသုံးတယ်ဟောတရားဆောက်တဲ့နေရာမှာသုံးတယ်ဘာဖြစ်လဲဆိုရင်သူကအလွန်မာကြောတဲ့အတွက်အကျန်းခံနိုင်ဟုတ်ပြီနော်ကဲအဲ့ဆိုရင်ကြောက်စရခဲတွေကြောက်ခဲတွေဘယ်မှာတွေ့ရလဲတော်ရဲပုံမှန်ချင်းမှာတွေ့ရတယ်ဟုတ်ပြီသူတို့ဘယ်လိုအသုံးပြုတယ်လမ်းခင်းတဲ့နေရာမှာအသုံးပြုတယ်အင်း ဟုတ်တယ်ယထာတန်လန်းနေမှာ အသုံးပြုတယ်။ဟောကျောက်စရခဲဆိုရင်အိမ်ဆောက်တဲ့နေရာမှာအသုံးပြုရယ်နော်။အဲနောက်တစ်ခုသဲတွေရတယ်အသုံးပြုနိုင်သေးတယ်။ဒါတော့မသိအောင်ပြောပြတာ။သဲတွေဆိုရင်ဘယ်နေရာမှာအသုံးလဲဆိုရင်အိမ်ဆောက်တဲ့နေရာမှာအသုံးတယ်။နောက်တစ်ခုသဲကိုဘယ်နေရာမှာအသုံးလဲဆိုရင်ဖန်ချက်တဲ့နေရာမှာအသုံးပြုရယ်ဒါလိုမျိုးကြီး။ နော်ဒါကတော့တောင်းလို့သိအောင်ဒီခြေကပြောရပြရနော်ကဲအဲ့ဆိုရင်ကြောက်ခဲလေးတွေကဘယ်နေရာမှာတွေ့နိုင်လဲဘလို့အသုံးပြုလဲဆိုတာကိုတောင်းလို့သိပြီနော်ကဲဟုတ်ပါပြီအဲ့ဆိုရင်ဒီခြေနဲ့တူလုပ်ငန်းကားလေးကိုစက်ပြီးရောနေရကြမယ်နော်